အားလုံးမင်္ဂလာပါဇီဝကဟဲ့ knowledge sharing channel အနေနဲ့ကြိုဆိုပါရစေဒီနေ့တခြင်းနဲ့အတူ grade 1 biology chapter 4.1.2 science and symptoms of disease အကြောင်းကိုလေ့လာကြရအောင် science of plant disease are physical evidence of the pathogens အပင်မှာဖြစ်တဲ့ယောဂါတွေရဲ့ science ဆိုတော့ယောဂါဖြစ်စေတဲ့ pathogens ရဲ့ physically မြင်တွေ့ရတဲ့ evidence ကို ပြောတာဖြစ်တယ် for example fungal fruiting bodies bacterial ooze or nematocysts example အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် fungal fruiting bodies bacteria နေထွက်တဲ့ ooze အရေတွေလိုမျိုး အပင်တွေရဲ့အမြစ်တွေမှာဖြစ်ပေါ်တဲ့ nematocysts တွေကိုပြောတာဖြစ်တယ် plants disease တွေမှာဖြစ်ပေါ်တဲ့ signs တွေကိုကြည့်ခြင်းအပြင် pathogens က fungus ကြောင့်လား bacteria လား nematodes ကြောင့်လားဆိုတာကိုသိနိုင်တာဖြစ်တယ် Science can also help with plant disease identification. စိုင်းစီကအပင်နေရဲ့ယောဂါကိုဘယ်ပသူချင်းကြောင့်ဖြစ်တယ်လဲဆိုတာကို identify လုပ်ဖို့အတွက်ကုညီပေးနိုင်တာဖြစ်တယ်။ Science are the acute organism causing the disease. စိုင်းစီကတော့ယောဂါကိုဖြစ်စေတဲ့ acute organism ကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ Science include confronting bodies, mildew, mushrooms, mycelium, rhizomorphs, slime flocks or ooze, spore masses, insects and all their threats. ီပုံမှာဆိုလို့ရှိရင်ကောင်းကိုပြထားဖြစ်တယ်ကောင်းဆိုတာကတော့အပင်နေပေါ်မှာ fungus စီကြောင်းဖြစ်တယ် fruiting body state ကိုပြောတာဖြစ်တယ် mildews ကတော့ fungus ဒါမှမဟုတ်လို့ရှိရင် mold တချို့အမျိုးအစားတွေကြောင့်ဖြစ်ပေါ်တာဖြစ်တယ် mushroom mycelium နဲ့ rhizomorphs တွေကလည်း fungus တွေကြောင့်ဖြစ်ပေါ်တာဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင် rhizomorph ကိုကြာထားဖြစ်တယ်တချို့ fungus တွေကြောင့် ဟိုင်ဖေးတွေအမြင့်တင်လူမျိုးစုနေတဲ့အစုဝေးကို တွေ့ရတာဖြစ်တယ်။ OS ကတော့ bacteria infection ကြောင့်ဖြစ်ပေါ်လာတဲ့အရေးတွေကို OS လို့ပြောတာဖြစ်တယ်။ Pomas ကတော့ရောဂါကိုဖြစ်စေနိုင်တဲ့ fungus တွေနဲ့တခြား spores တွေကိုဖြစ်ပေါ်စေတဲ့ organism တွေကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်။ Insect frust ကတော့ insect တွေရဲ့ species တွေ insect တွေစားတဲ့အစားအစာတွေနဲ့ အင်းဆက်တည်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ရောနှောနေတဲ့ mixture ဖြစ်တယ်။ Symptoms are visible effects of disease on plants. Symptoms ကတော့ရောဂါကြောင့်ဖြစ်ပေါ်တဲ့အပင်ပေါ်မှာမြင်တွေ့ရတဲ့လက္ခဏာတွေကိုပြောတာဖြစ်တယ်။ Any detectable changes in color, shape and or functions of the plant in response to a pathogens or disease causing agent is a symptoms. Symptoms ကတော့အပင်နေပေါ်မှာ မျက်စိနဲ့မြင်နိုင်တဲ့ color shape ဒါမှမဟုတ်လို့ရှိရင် function စီပြောင်းလဲတာကိုသိတာထင်ရှားတဲ့ changes တွေကိုပြောတာဖြစ်တယ် symptom စီက pathogens ဒါမှမဟုတ်ရောဂါကိုဖြစ်စေနိုင်တဲ့ agent ကိုအပင်ကနေပြောမှ response ပြန်လုပ်တဲ့အတွဲကြောင့်ဖြစ်ပေါ်လာတဲ့လက္ခဏာဖြစ်တယ် symptoms of disease are the plant's reaction to the causal agent symptom စီကတော့အပင်တွေကယောဂဖြစ်စေနိုင်တဲ့ agent ကိုပြန်ပြောမှာ reaction ဖြစ်ပေါ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့လက္ခဏာတွေဖြစ်တဲ့ sign စီကတော့ဘယ်ပသူချင်းကြောင့်ဖြစ်တယ်လဲဆိုတာကိုသိကြတဲ့ diagnosis ရဖို့အတွက်ပို့ပြီးတော့မှ reliable ဖြစ်တဲ့လက္ခဏာတွေဖြစ်တဲ့ plant symptoms include blight, canker, chlorosis, decline, dime back, distortion, gall or gall like gametosis leaf distortion leaf scotch leaf spot mosset necrosis stunting will witches broom insect feeding injury အပင်ရဲ့ symptom တွေကို ကြားထားဖြစ်တဲ့ဒီပုံမှာတော့ leaf မှာဖြစ်တဲ့ blight ကိုကြားထားဖြစ်တဲ့ blight ကတော့အပင်ရဲ့အစိပ်ပိုင်းကြီးရိုရင်းပျက်စီးလာတာကိုပြောတာဖြစ်တဲ့ fungus ဒါမှမဟုတ် bacteria တွေကြောင့်ဖြစ်ပေါ်နိုင်တာဖြစ်တယ်။ကံကာကတော့ mechanically အပင်မှာ damage ရတဲ့ area မှာ fungus ဒါမှမဟုတ် bacterial infection ကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ chlorosis ကတော့ iron deficiency ကြောင့်လည်းဖြစ်နိုင်တယ်လို့အလင်းရောင်များလို့လည်းဖြစ်ပေါ်နိုင်တာဖြစ်တယ်။ decline ကတော့အပင်ရဲ့ function စီတဖြည်းဖြည်းပြက်လာပြီးတဲ့အခါမှာအပင်နေ unhealthy ဖြစ်တာကိုပြောတာဖြစ်တယ်။ dye back ကတော့အပင်ရဲ့အစိတ်ပိုင်းနေ branches တွေ shoots တွေ အရွက်တည်ရဲ့ထိတ်တရားနေစပြောမှာတဖြည်းဖြည်းပျက်စီးပြောမှာတည်လာအောင်ပြောတာဖြစ်တယ်။ဒိုင်းဘက်ကိုဖြစ်စေနိုင်တဲ့ factor စီကတော့ fungus ဒါမှမဟုတ်လို့ရှိရင် bacterial infections နဲ့ environmental stress တွေတခြား pest infestations နဲ့ပွား sign condition တွေကြောင့်ဖြစ်ပေါ်နိုင်တာဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင် pathogen စေကြောင့်တိရွက်တည်မှာ အလုံးလုံးလေးမျိုး gons လေးတွေဖြစ်ပေါ်နေတာဖြစ်တဲ့ gamosis ကတော့အပင်အနေပြုံးမှာအစည်းလိုမျိုးအရည်တွေထွက်ပေါ်နေတာဖြစ်တဲ့ဒီပုံမှာဆိုလို့ရှိရင်တော့ leaf distortion ကို ကြာထားဖြစ်တဲ့ leaf scotch ကတော့ environmental stress တွေ example အနေနဲ့အရန်ပူလိုဖြစ်ပေါ်တာမျိုးကြာထားဖြစ်တဲ့ witches broom ကတော့အပင်ရဲ့အကိုင်းခက်တွေမှာ abnormal cluster တွေ branches တွေဖြစ်ပြီးတဲ့အခါမှာ နှစ်တိုင်းလိုမျိုးပုံမျိုးဖြစ်နေတာဖြစ်တယ်။ fungus တွေ virus တွေ bacteria တွေကြောင့်ဖြစ်ပေါ်နိုင်တာဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင်တော့ insect တွေက အပင်တွေကို စားထားတာကိုပြထားဖြစ်တယ်။ mosquito virus ကြောင့် cucumber ရဲ့အရွက်တွေမှာကွက်တိကွက်ကြားပုံမျိုးဖြစ်ပေါ်နေတာကိုပြထားဖြစ်တယ်။ viruses cause mottling spots mosquito like patterns crinkling and other malformations on leaves and fruits and may stand plants ဒီပုံကတော့အရွက်ပေါ်မှာတွေ့တဲ့ modeling ကိုပြထားဖြစ်တယ် spot ကတော့အရွက်တွေပေါ်မှာအဆက်ကလေးတွေဖြစ်ပေါ်တာမျိုး moss ကတော့ပဋိကွက်ကြာကာလမျိုးဖြစ်နေတာမျိုးတွေဖြစ်တယ်ဒီပုံမှာတော့အရွက်တွေရဲ့မျက်နှာပြင်မီမညီပဲနဲ့ crinkling ဖြစ်နေတာဖြစ်တယ် crinkling ကတော့အရွက်တွေမှာ crick လိုမျိုး wrinkles အတွန့်အတွန့်နေလိုမျိုးဖြစ်နေတာကိုပြောတာဖြစ်တယ် virus တွေကြောင့်တိရွတ်တွေအသီးနှံတွေပေါ်မှာပုံမှန်သဏ္ဍာန်ပြတ်တာမျိုးတွေဖြစ်စေနိုင်တယ်လို့အပင်ကိုလည်းကြီးထွားမှုနှေးစေတာဖြစ်တယ် because viruses are systemic infected plasmas be brush or discarded virus ဖြစ်မယ်ဆိုလို့ရှိရင် တပင်လုံးကိုပြန့်နှံ့စေနိုင်တာကို systemic လို့ပြောတာဖြစ်တယ်။အဲ့ခါမှာ virus infection ဖြစ်ခံရတဲ့အပင်ကိုစွန့်ပစ်လိုက်ရမှာဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင်တော့ disease triangle ဖြစ်တဲ့ host environment နဲ့ pathogens ကိုပြန့်ထားဖြစ်တယ်။ pathogens ကတော့ bacteria, fungi, virus, nematodes, phytoplasma တွေမျိုးစုံရှိနိုင်တယ်။ pathogens ရဲ့ environment နဲ့ host ရဲ့ interaction ကနေပြီးတော့မှာ အပင်နေရဲ့ရောဂါတွေဖြစ်ပေါ်လာတာကိုကြားထားတာဖြစ်တယ်။ For example, common virus diseases in Colorado include Calito virus of tomatoes, cucumber mosaic virus in tomatoes and vine crops, tomato spotted wilt virus and a variety of greenhouse plant viruses. Colorado ကတော့ US မှာရှိတဲ့ state တစ်ခုဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင် tomato အပင်ရဲ့သိရွက်တည်းရဲ့ထိပ်တည်မှာ တွန့်လင်ကောက်ကွေးနေတာကို ကာလီတော့ဗိုင်းရပ်စ်ကဖြစ်စေနိုင်တာဖြစ်တယ်။ကုကံပန်းအပင်ရဲ့အရွက်တွေမှာဆိုလို့ရှိရင်မော့ဆက်လိုမျိုးအကွက်တွေဖြစ်နေတာကိုကြားထားဖြစ်တယ်။တိုမတိုစပေါ့တက်ဝတ်ဗိုင်းရပ်စ်ကတော့တိုမတိုအပင်ရဲ့အရွက်တွေနဲ့တိုမတိုအသီးတွေပေါ်မှာပေါ့စီနဲ့အကွက်တွေလိုမျိုးဖြစ်နေတာဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင်တော့ green house plant virus ကြောင့်တွေ့ရတဲ့အရွက်ပေါ်မှာရှိတဲ့လက္ခဏာကိုကြားထားဖြစ်တယ်။ မြန်မာပြည်မှာဖြစ်ပေါ်တဲ့ common ဖြစ်တဲ့ variant infection ကတော့ bicomo virus infection ဖြစ်တယ်။ bicomo virus ကြောင့် tomato နဲ့ pepper အပင်တွေရဲ့အရွက်တွေမှာအဝါရောင် mosaic pattern နဲ့အရွက်တွေကလိတ်ပြီးတော့မှတွန်းခေါက်နေတာမျိုး ဖြစ်ပေါ်စေနိုင်တာဖြစ်တယ်။ဒီနေ့တစ်ချက်နဲ့အတူ grade 12 biology chapter 4.1.2 sign and symptoms of diseases ကောင်းစင်အောင်မှာ science of plant disease symptoms of plant disease နဲ့ virus infected plants တွေအကြောင်းကို လေ့လာခဲ့ကြတယ်။ကျွန်တော်နဲ့အတူမြန်မာပြည်မှာရှိတဲ့ greater malology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဇေဝက health knowledge sharing channel ကို like and share လုပ်ပေးကြပါ။ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာဒီချင်တဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့။